ောက်တွန်းစေလောကကြီးတဘာဝကိုကကိုယ့်ရဲ့လုံးရက်တွေကိုတုံ့ပြန်လာမဲ့အရာရှိနေတယ်။ဘာလုံးလို့ကောင်းတာလုံးရင်ကောင်းတဲ့အချက်ကတုံ့ပြန်လာမှာမကောင်းတာလုံးရင်မကောင်းမှုကတုံ့ပြန်အလုံးအပေးအရာပဲဖြစ်ဖြစ်တုံ့ပြန်မှုဆက်ရှိတယ်နော် reaction လို့ခေါ်တဲ့တုံ့ပြန်မှုအဲ့ဒါလေးကိုသတိထားပြီးတော့ မြတ်စွာဘုရားကနှစ်ပိုင်းဟောတာတော့မပြီးဘူးအကုသိုလ်မန္တမယမလုံနဲ့ကုသိုလ်မန္တမယလုံပါမလုံနဲ့လုံပါဒီတကုနော်အဲ့တော့ဒီနကုကမလုံနဲ့ဆိုတာကိုလည်းရှောင်းဖို့လိုတယ်လုံပါဆိုတာလည်းလုံဖို့လိုတယ်တကုတဲ့လုံလို့မရဘူးနော် စပါစို့မလို့နဲ့ဆိုတာတော့ရှောင်းနဲ့လောက်ပါဆိုတာမလို့ရင်ကောင်းကျိုးချက်သမရပြန်